အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆ ਿਆ မမုံငိအေးရေးတာတဲ့အလှကြရေမာတွေးလို့အမိရတဲ့ရတနာဝိထုတို့လေးကိုကျွန်တော်ကိုရွှေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါဦးခင်ဗျာအလှကြရေမာတွေးဆ ਿਆ မတို့အကျင့်ပါနေကြဟန်တိုင်းစာမသိမီတဒန်းလုံးကိုဖြန့်ကမျက်မှန်တွေးမှဝင့်ကြည့်လိုက်တော့အခန်းထောင်စုံတနေရာရောက်တွင်ခင်ပြုတ်စိတ်တဲ့ဒိတ်ခနေဖြစ်သွားလေသည်အသားလက်လက်အရက်ပြက်ပြက် တက်ထရွန်ရှက်လက်တို့ဖြူခန်းနွမ်းနွမ်းကိုဝစ်ဆင်ထားသောသူတယောက်သူကလည်းခင်ဖြူကိုစူးစမ်းသလိုပြန်၍ကြည့်နေသည်ခင်ဖြူသည် လက်တွင်းကြည့်စာအုပ်မှစာရွက်များကိုတရွက်ချင်းလှန်ရင်မိမိ၏မှတ်ဉာဏ်အတွဲမှအတိတ်အတွေ့အကြုံတို့ကိုအပြေးအလွှာရှာဖွေကြည့်နေမိလေသည်ပြီးအခန်းနောက်ကိုတဖန်ဝေ့၍ကြည့်မိပြန်သည် မျက်လုံးစူးစူးမျက်ခုံးထူထူဟောမျက်ကုံးထက်မှလှောက်ချသွားသောမှန်းနဲ့ပိုင်ခြင်းကလေးတစ်လုံး ဟိုးစနေကျော်အချိန်ကာလခလေးဘဝအရွယ်ကကြားဘူးခဲ့သောအတန်တစ်ခုကိုခင်ဖြူပြက်ကနေအမှတ်ရလာလေဟေးမိဖြူငါမဲကဖုံးရှိတဲ့မဲ့နော်ဒရဘောင်မင်းကြီးရှိမှရှိတဲ့မဲ့မျိုးနင့်ကောင်ဝငါရဲ့မျက်နှာကိုလာမထိစေနဲ့ငါဖုံးကန်နိုင်သွားအောင်မယ်ခင်ဖြူရင်ထဲတွင်အံ့ဩခြင်းပြည့်လျံသွားလေသည်ဝမ်းသာဝမ်းနဲ့လည်းဖြစ်မိပြန်သည်မိမိဤကစားဘက်အပါမာလကာပင်တက်ဖက်အပါ အိမ်နီးချင်းငယ်ပေါင်းအပါလုံးဝကွဲကွာသွားခဲ့ဒီမှာ7နှစ်ကျော်လောက်ဝင်ရှိခဲ့ပြီအပါအခုအထိဆယ်တန်းမအောင်သေးဘူးတဲ့လားခင်ဖြူမယုံနိုင်ငယ်စဉ်ကမိမိထပ်ပင်တန်းကြီးသေးတော့ထက်မြတ်တော့ရည်မှန်းချက်ကြီးမာလွန်တော့ကျောင်းစာဘက်တွင်ခင်ဖြူကပင်ဆရာတင်ရတော့အပါခင်ဖြူကမူငယ်စဉ်ကဖြစ်ရှင်လာတော့ဘိတုကတရားဖြစ်နေလောက်ပါပြီဟုမှတ်တင်ထားခဲ့ပြီသည် ခင်ပြူပင်ဝိဇာပွဲရကလူငယ်ရေးရာညာချောင်းဆရာဖြစ်နေခဲ့ပြီကောတချိန်လုံးစာတင်နေရတဲ့ကိုပင်ခင်ပြူမဖြောင်းတော့ပေမိမိအချိန်ကုန်သွားတော့စာတင်ကန်းဝတွင်ရန်ငေးရင်အပကိုတွားရောက်နှုတ်ဆက်ရကောင်းနေမလားဟုခင်ပြူတွေ့ဝေနှင့်မိသေးသည်သူလည်းမိမိကိုမှတ်မိပြီးတေချာပါသည် သို့တော့ဆရာမဟူသောတတိုင်းကအပနှင့်ခင်ပြူကြားတွင်ရှားကာလိုက်ခဲ့ပြီ ခင်ပြူသွေးကြီးသွား၍မူမဟုတ်ပါယခုကမိမိတစ်ပတ်ဖြစ်နေသော အပကိုအထင်သေး၍လည်းမဟုတ်အပအတွက်စိတ်မကောင်းနိုင်ဒီမှာတော့အမှန်ပင်ဖြစ်ပါသည်အပမိမိကို ရှက်နေလေးမိလားဟုစိုးရိမ်မိတာလည်းပါပါမည်ပြီးခင်ပြူသည်ဆရာမဖြစ်ခါစားဆရာတိတ်ခါတို့ကို လိုအပ်သည့်ထက်ပိုမို့၍ထိမ့်နေတတ်စေသူကကိုတက်ပင်အသက်ကြီးကြအောင်မည်ဖြစ်သောတချို့ចောင်းသားတွေရှိတွင် အပကိုခင်ပြူနှုတ်ဆက်ရမှာဝင်လေးနေမိပေသည် သူကရော သူဤနိုင်ကြနေသောအဖြစ်ကို လူပုံလဲတွင်ထင်ရှားစေခြင်းပါမည်လားဒီလိုနှင့်ပင်ခင်ဖြူဤမွေးရပါအာနေချက်ဖြစ်သောတွန့်ဆုတ်တွေ့ဝေစိတ်မှားမကိုအကြောင်းမဲ့ဆိုးရွံ့တုံလှုပ်တတ်သောစိတ်တို့ကငယ်ပေါင်းအပကိုပထမအဆုံးအကျင့်အဖြစ်စိန်ကားစေခဲ့ပါသည်မခေါ်ပြက်လိုက်သည့်အတွက်ခင်ဖြူစိတ်ထဲကမူနည်းနည်းမှမကောင်းနိုင်ခဲ့ပေသို့တော်ခင်ဖြူအတင်းသည်ဒီနေ့မခေါ်ပြက်လဲနောက်နေ့တော့ရှိနေသားပဲလေ တရရက်မှာတော့အပကိုတကူတက သွားပြီးနှုတ်ဆက်အားပေးမှပဲတို့ပေမဲ့နောက်ရက်တွေမှာအပကိုခင်ဖြူမတွေ့ရတော့ဘူးခင်ဖြူချာကြည့်သေးတယ်အတန်းထဲမှာဈဉ္ဉံလမ်းတွေမှာကျောင်းဝင်စင်ဝင်အောက်မှာခင်ဖြူဤကစားပတ်မျက်နှာပိုင်ရှင်ကရှာမရအောင်ပျောက်ကွယ်သွားခဲ့လိမ့်ပြီမိမိကြောင့်အပအကြောင်းဆက်၍မတက်တော့သည်လား ငယ်စဉ်ကပင်အညတ်မခံကျင်တတ်သောသူဤမာနကိုလည်းခင်ဖြူတည်ထားပေသည်ခင်ဖြူဤအပြုမူကသူဤမာနကို ထိခိုက်သွားစေခဲ့ပြီလားအမလေးမိဖြူကဇဒုံးကြီးနဲ့မျက်မှန်ကြီးနဲ့အေယာမမိမကြီးကိုဖမ်းလို့ပြီးတော့ကျွန်တော်တို့အတန်းထဲမှာမြန်မာစာပြတဲ့ဆရာမတဲ့ဒါပေမဲ့အမေရဲ့မိဖြူကကျွန်တော်ကိုနှုတ်ဆက်ဖို့တောင်မရတော့ပါဘူးငယ်စဉ်ကခင်ဖြူကိုတမိတယောက်လိုပင်ရှိခဲ့တော့သူ့မိခင်ဒေါ်ရွှေခင်ကို အပါကဒီလိုပင်ပြန်ပြောနေမိတယ်လားသူမိခင်ဒေါ်ရွှေခင်ကပင် ရှိမှရှိပါသေးရဲ့လားမသိသူဘဝအခြေအနေတွေကိုခင်ဖြူပါမှမသိလိုက်ခင်ဖြူဤဖြူစင်သောအသည်နှလုံးတွင် ကိုပိုင်ကိုရည်သွေးဆိုင်ရာအမှားတစ်ခုကြောင့်ဒဏ်ရာဒဏ်ချက်ရရှိခဲ့ဘူးလေဒီသို့တော်တနေ့တည်းမှာပင်ထတ်တူ အမားမျိုးကိုနှစ်ကြိမ်ကျူးလွန်ခက်လိုက်မည်ဟုခင်ဖြူတွေးထင်မှားမိခဲ့ပြီအပကိုပြန်တွေ့ရာနိုးရှာပွေမျောကိုရင် ကျောင်းပိတ်ခံဒီနှစ်လားလောက်အလိုမှာခင်ဖြူတို့ကျောင်းမှနှုတ်ထွက်သွားတော့ဇီဝဗေဒဆရာအစားဆရာတိတယောက်ရောက်လာခဲ့လေသည် ထိုဆရာတိကိုကျောင်းရုံးခန်းထဲတွင်ပထမဦးဆုံးအကြိမ်ခင်ဖြူမြင်လိုက်တော့အပကိုတွေ့လိုက်စဉ်ကရင်ထဲတွင်ဒိတ်ကနေပြန်၍လှုပ်ခါသွားခဲ့လေသည်ဒီလိုနေရာမျိုးတွင်ကောင်းလွန်းလာသောမိမိ၏မှတ်ညံကိုလည်းခင်ဖြူအံ့ဩရပါသည်သူ့ကိုခင်ဖြူမြင်မြင်ချင်းမှတ်မိလိုက်ပြန်သည်ဝိုင်းသောမျက်နှာ ြဲပြန့်သောနှစ်ဖူးညိုစိမ့်သောအတာနှဆိုင်သောမျက်လုံးတွေကကျွဲကော်ကိုင်းတဲ့မျက်မှန်အောက်မှာပင်ငယ်ရုပ်ကိုဖော်ပြနေကြသည်သည်ပြီးတော့တည်ငြိမ်အေးစေးသည့်သူ့ရဲ့အမူအရာငယ်စဉ်ကအတိုင်းပါပဲပဲဒါခင်ဖြူရဲ့တဒန်းနဲ့ကြောင်းနေပဲတငယ်ချင်းပဲသူနဲ့အတူတူမူလာတန်းအောင်သည်အထိကြောင်းနေပဲဖြစ်ခဲ့ဘူးတာခင်ဖြူမှတ်မိသေးသည် ပြီးပူပြီးတေချအောင်ဆရာများလက်မှတ်ထိုးရသောစာအုပ်ကိုခွင့်ကြည့်မိတော့သူ့လက်ရေးကိုမမှန်မိတော့ပေမဲ့ဥโซခိုင်ဟူရေးသားထားသောသူ့နံမီကခင်ဖြူကိုပို၍မှတ်မိတေချာသွားစေခဲ့သည်။သို့သောခင်ဖြူ၏မွေးရပါအားနည်းချက်ကခင်ဖြူကိုနှိပ်စက်ပြန်လေသည်။ငယ်ကအเจ้าနေဘက်တငယ်ချင်းကိုဝမ်းသာအားရနှုတ်မဆက်ဖြစ်ပေတွန့်ဆုတ်တွေ့ဝေမိနေပြန်သည်။ဆရာအချင်းချင်းမို့ အပတုံးကလိုဆရာမအတိတ်ခါတွေဘာတွေကိုခင်ဖြူထိနေကြရလဲမလို့သူနေ့တောင်ငယ်စဉ်ကလိုနင်းတလုံးငါတလုံးသုံးကဟေးစိုးခိုင်းဟုခေါ်ရမည်လားကိုစိုးခိုင်းဟုပင်ရင်ကျေးဖွဲ့ရလဲဖြစ်ရင်းနေသည့်သဘောကိုလည်းဆောင်းစေကာခေါ်ရမည်လားသို့မဟုတ်အခုအခါမိမိလိုပင်ဆရာသမားဖြစ်နေသည်မို့ဆရာလိုပင်ဝိသေသနနန်းသားကိုခေါ်ရမည်လားဘာမဟုတ်သည့်အသေးအဖွဲကိုစည်းစားချက်ကလက်တွေ့မှာတော့ ចောင်းនេះបែតងែជិងကိုខិនភ្យមខော်ပြិလိုက်យ៉ែតវិឈីទេដែរបែលីអបលោប្យកွယ်ទွားមកក៏រខិនភ្យមសូយេទូកសះយ៉ាបែតានេះនេះមករខော်ပြិអងខော်យ៉ាមេទូកសះខော်ជិងលែខော်មកបို့ទូដោសូខៃកាលែខិនភ្យមကိုមខော်ឡាបាသူတို့ဒီလှေကားအစင်းအတက်တွေမှာကြောင်းစင်းကြံလမ်းတွေမှာစာသင်ခန်းအဝင်အထွက်တွေမှာနှစ်လအတိုင်းတိုင်းကျိန်ပန်များစွာဆုံဖြစ်ခဲ့သည့်တိုင်မခေါ်ဖြစ်ခဲ့ကြပါဘူး စိုးခိုင်ကခင်ပြုတ်ကိုမမှန်မိ၍လည်းဖြစ်ကောင်းဖြစ်မည်။သို့မဟုတ်ခင်ပြုတ်လိုပင်တွန်းဆုပ်တွေ့ဝင်နေ၍လည်းဖြစ်ကောင်းဖြစ်မည်။သူကလည်းနှုတ်နှဲသူအေးစေးသူမှခင်ပြုတ်သိပေသည်။ဘာပဲဖြစ်ဖြစ်သူကနောက်မှရောက်လာသည့်အာဂန်တို့ဆရာခင်ပြူကအကြောင်းခံစရာအ ਨੇ စုံအခုမှတေချွမ်းရသူတယောက်အဖြစ်နှင့်ပင်ခင်ပြူခေါ်ပြောနှုတ်ဆက်တင်လာပေသည်သို့တော်ចောင်းတာပိတ်သွားခဲ့သည်စိုးခိုင်ကိုခင်ပြူမခေါ်မပြောပြစ်လိုက်နိုင် ခင်ဖြူသည်မိမိ၏အာဏာချက်ကို အမှားအမှန်သိလျက်မပြင်းနိုင်ခြင်းအတွေ့စိတ်တွင်း၌ဒဏ်ရာရကမိမိ၏အရှိဆုံးမိမိကိုလည်းနားအလေဆုံးဟုထင်သောတငယ်ချင်းစုငယ်ထံဒီအကြောင်းနှင့်ပတ်သက်၍တကူးတကစာရေးဖြစ်သည်သည်စုငယ်ကခင်ဖြူ၏ရှားပါလာသောရင်ဘတ်မိတ်ဆွေဟောင်းတို့ဦးပင် ဒီဟောအရာကိုဆရာကြီးချွေဦးတောင်းဤဘဝတသက်တာမှတ်တမ်းစာအုပ်တွင်စတင်တွေ့ရှိကခင်ဗျူနှစ်ချိုက်စွာတုံးဆွဲခဲ့မိလေသည်ခံစားမှုဝေဒနာဟူသည်၍ကိုမျှဝေကတဦးကိုတဦးဖေးကူအာပေပြုပြင်သွားကြရင်နှစ်ကိုတစိတ်တပွဲစိတ်ချင်းဆက်နွယ်ရင်းနှီးနိုင်သောမိတ်ဆွေမျိုးကို ဆိုလိုပေသည် စုငယ်ကလည်းခင်ဖြူကို စာနာနားလဲစွာ နှစ်သိပ်ဘူးခဲ့လေသည်ကိုတငယ်ချင်းခင်ဖြူကစင်းလုံးကျော်မဟုတ်သေးပေမဲ့ အဲ့ဒီလိုကိုအမားရှာတတ်တာပြုပင်မှုစူးစမ်းကျင်တာတွေကတော့တငယ်ချင်းရဲ့ရစ်စရာရေချင်းတွေပဲလေဒီခင်ဖြူရဲ့တွန်းဆုပ်တွေ့ဝဲတတ်တဲ့စိတ်ဆိုတာကလည်းမဆမ်းပါဘူးကွယ်အရွယ်အရွယ်မရောက်ခင်ကကွဲကွာသွားခဲ့ကြပြီအရွယ်ရောက်မှပြန်တွေ့ကြတဲ့ယောက်ျားကလေးမိန်းမကလေးတိုင်းကြုံတတ်ကြတာမျိုးပါသူများတွေမှာဖြင့်ခင်ဖြူလိုအလေးနဲ့ကိစ္စလိုတောင်သဘောထားချင်မှထားပါဘာခက်တယ်လဲခင်ဖြူစိတ်ထဲကငါခေါ်ပြင့်အောင် ခေါ်မယ်လို့အတိတ်ထံနဲ့ကြုံသွားလိုက်ပြီး 1 2 3လို့ဆိုရစုံမိတ်ခေါ်ချလိုက်ပေါ့ခင်ဖြူသာလူမမားဘူးဆိုရင်အပါကလည်းဟေ့မိဖြူလို့အပါတရားပြန်ခေါ်မှာအမှန်ပဲကိုစိုးကင်ကလည်းခမမခင်ဖြူမဟုတ်လားတော့ပြန်နှုတ်မဆက်တော့ကိုကိုကိုပြောချင်နိုင်တာပြောယောက်ျားကလေးတွေဟာဒီလိုနေရာမျိုးမှာကိုလို့ထပ်ပို့ပြီးကြောက်တတ်ကြသေးတယ်ခင်ဖြူရဲ့အထူးသဖြင့်ရိုးအိတ်တင်ကြီးနဲ့ယောက်ျားလေးတွေဆိုရင်ပေါ့ အဲကိုကအယိုးကံခင်မင်စိတ်နဲ့စခေါ်တာတော့သူတို့ကဇဝေဇဝါလုံနေရင်ဘဝင်ကင်တဲ့ကောင်တွေပဲလို့မှတ်နောက်ဆိုလှဲ့တော်မကြည့်နဲ့ပေါ့ကွယ်ခင်ဖြူတောင်ဝင်ကြေပုံဘော့ခင်ဖြူအမားကပြန်ပြင်လို့ရသေးတဲ့အမားမျိုးပါကွယ်သို့တော့ခင်ဖြူနောက်ကြခဲ့ပြီစိတ်ဝေဒနာတွေတဲတွင်မိမိအာနှက်ချက်ကိုမိမိဘာသာခွင့်မလွတ်နိုင်သောဝေဒနာမျိုးမှာအဆိုးဆုံးပင်ဖြစ်သည်တချိန်ကလည်းဒီလိုဝေဒနာမျိုးကို ကြုံခဲ့ဘူးပြီထင်ပါရဲ့ ခင်ဖြူဤကြေကွဲနေသောဆေးအတွင်းထဲတွင်တငယ်ချင်းမေခင်ဤမျက်နှာချုံချုံကလေးမှာတဖြည်းဖြည်းပြန်၍ပေါ်လာခဲ့လေသည်ခင်ဖြူတို့မိကောင်ပေါက်ပေါ်ကရှစ်တန်းနှစ်လောက်ကခင်ဖြူနှင့်ကတောက်ကဆက်ဖြစ်ခဲ့ကြဘူးလေသည်ငယ်စဉ်ကနှုံနေအေးစေးသောခင်ဖြူအဖို့ရံဖြစ်ခဲလာသည်မို့ရင်းအဖြစ်ကိုမှတ်မှတ်ရရရှိနေခဲ့ခြင်းဖြစ်ကောင်းဖြစ်ပါမည်ဘဲကဆာ၍ဘလို့ဖြစ်ခဲ့ရသည်တော့မသေးခွဲတော့ပေ ခလေးတို့တဘာဝမဟုတ်သည့်အကြောင်းကလေးတစ်ခုကပင်စတင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်တိုးတော်တူးကိုတူးအတ္တမာနကိုထိခိုက်စေသောစကားတခွန်းစီအပြန်အလှန်ပြောခဲ့ကြသည်ကိုတော့မှတ်မိနေသည်တွင်းနှင့်ပင်စိတ်မက်တင်ညာကြီးကြကအတန်ကြာမခေါ်မပြောနိုင်ဖြစ်ခဲ့ကြလေသည်နှစ်ယောက်စလုံးပင်စိတ်ကြီးကြသူများဖြစ်ကြသည်နှင့်ဘေးကတငယ်ချင်းများကလည်းဝိုင်းဝန်းအောင်သွယ်ဆစ်ဆက်မပေးနိုင်ခဲ့ကြပါဘူး မေခင်နဲ့မခေါ်တော်ရံများတွင် ခင်ဖြူမပြောနိုင်ကြောင်းကိုမူသူ့ဘာသာသူသိနေသည်သူတို့တွင်တာမန်တငယ်ချင်းခင်မင်မှုထက်ပို၍နှဆိုင်သောခင်မင်တွေ့တာမှုမျိုးရှိကြပေသည်နှစ်ယောက်လုံးပင်စာပေယူကလေးများဖြစ်ကြပေသည်မိကောင်ပေါအရွယ်မှုတခြားမင်းကလေးများအလားအပါကိုစိတ်ဝင်စားနေကြခြင်းတွင်ခင်ဖြူနှင့်မေခင်မှာခေါင်းစုပ်ဖွာအင်းကြီးပုံမကြပုံမကြပန်းမကြတွေကိုဝှက်ခါ အတန်းပင်ချီအတန်းပင်ချီတရက်ပင်အောင်နာစာချောင်းပေအချောင်းတွေကိုဆွေးနွေးညင်းခုန်တတ်ကြပေသည် ခင်ဖြူတို့မိကောင်ပေါအွယ်မှာစတင်ကြော်ကြားလာတော့တက္ကသိုလ်ဘုံနိုင်သူ့ကြုံမခံမီမှာဇက်လိုက်တွေပြောကြဇက်လိုက်တွေပြောကြသည်ဇာတိမှန်စကားတွေကိုသဘောကျကအထက်အထက်ဖတ်မဆုံးပြောရည်မဆုံးနိုင်ကြပေမောင်အောင်ဤအဆုံးအစချာဒီမှာဇက်လိုက်ကြော်ဤအေးဆက်ဆက်နဲ့ တီဂျီဆောင်ထင်းသောအမူအရာကို၎င်း။ရွှေလင်းယုံ၏သူမဆရာဝန်ကိုမြင့်မောင်၏အနစ်နာခံကိုကျိုးစွန်းအမူအရာကို၎င်း။စိန်စိန်၏အောင်နိုင်မဆိုင်ကားသမားထောင်ထွက်အောင်နိုင်၏နှလုံး၏ပြေဝသောအမူအရာကို၎င်း။သဘောကြကားဟေးတို့ကြည်လာရင်ရီးစားထားရင်အဲ့ဒီလိုယောက်ျားမျိုးတဲကမှနော်ဟု ခလေးစိတ်တဝက်နဲ့အဖော်ညိကစံပြရှိသူပုံစံတွေရေးဆွဲခဲ့ကြပြန်လေသည် ခင်ဖြူတို့အသေးဆွဲဆုံးအမျိုးသမီးဇက်လိုက်များမှာဂျာနယ်ကျော်မမလေးဤသူမမှတတ်တတ်တို့ AGE နွမ်းလျအိမ်ရန်ပြန်မှတင်မေတို့ဖုံးတတ်တိုင်းမှမေမေစိန်တို့ဖြစ်ကြပေသည်သူတို့လိုရဲရင်တော့ပွင်လင်းတော့လောကကြီးတွင် အမှန်တရားမှလွဲ၍ဘာကိုမှဂရုမစိုက်ပဲအရွယ်တိုက်ဝန်တော့တတ္တိမျိုးတွေရှိခြင်းပြန်ကြသေးသည်တန်းစေဤအတွေးကောပါတော့ပိုးဖြက်သည့်ဘန်းတို့လင်းယုံနေဤ ပါရာနေတထုတ်တံအခွင့်ရေးတို့လိုဝိတုမျိုးတွေကြတော့ကောင်းစွာညံမမီပဲနေဝိတုကောင်းတွေပဲဟုနားလေကကိုကိုကိုလည်းလူတံများလောက်ကြကဝေဖန်ဆွေးနွေးလိုက်ကြဒီမှာတခါတရံចောင်းတက်ခေါလောင်းထိုးသည်ပင်မကြလိုက်ကြစီဩမေခင်သည်ခင်ဖြူဤတူးတဲ့သောဝါဒနာအဖို့မေခင်သည်ခင်ဖြူဤလိုအပ်ချက်ဖြစ်ခဲ့ပါသည်မေခင်နှင့်မခေါ်ကြတော့ခင်ဖြူဤဝါဒနာကဘာမှာရှောက်တွေ့ကား တငယ်ချင်းများနဲ့တွင်အထီးကျန်ခြင်းဝေဒနာကိုခံစားရလေသည်မိခင်လည်းသူနည်းတူပြောဟန်မတူကြောင်းကိုခင်ဖြူတိတ်တခိုးအကဲခတ်လာတိုင်းတွေ့ရပြန်သည် သူတို့သည်တင်ငယ်ပြီးသောအတ္တမာနာများကိုလည်းပြန်မချနိုင်တဦးမှာကျန်တဲ့ဦးအတွက်လိုအပ်ချက်ဖြစ်ဒီကိုလည်းနားလည်ကြကာတင်းမာသောအနေအထားတွေတဖြည်းဖြည်းရော့လာပြီမဲ့တဦးကိုတဦးစခေါ်ရံမှုဝန်လေးနေကြခဲ့ပြီ အခုချိန်မှာတော့ဘေးကတငယ်ချင်းတွေကလည်းသူတို့အတွင်းစိတ်ကို တမင်ပင်မတိကျင်အောင်စောင့်နေကြသည်ထင်ပါရဲ့အခုရပိုင်းတွင်ခင်ဖြူမှာပို၍နေမထိထိုင်မသာဖြစ်သည် ခင်ဖြူတွင်စာအုပ်ကောင်းကလေးတွေရထားသည်တင့်တယ်ဤပန်းရောင်နှင့်ပြည့်စုံဤညိုပန်းတပွင့်ပန်းရောနှစ်အုပ်လုံးကို ခင်ဖြူဖတ်ပြီးပြီအသေးဆွဲလေးကြိုက်သည်အခါတိုင်းလိုမိခင်ကိုပေး၍ဖတ်ရှင်လာသည် ကြိုက်သည့်အခန်းကလေးတွေကိုနှစ်ယောက်အတူစမုံပြန်ကျင်သည်အကုမပင်မိခင်သည်သူ့အတွက်ဘလောက်လိုအပ်သည်ကိုခင်ဖြူပို၍သဘောပေါက်ရသည် ခင်ဖြူ၏ကြောင်းလွဲ့အိတ်ထဲတွင်ဝိတ္ထုစာအုပ်ကလေးနှစ်အုပ်မှနေစဉ်ပါမြဲသို့တော်မိခင် ကိုလည်းမပေးပြစ်သည်ဂျားလူတယောက်ယောက်မှတဆင့်လည်းမပေးခြင်းကိုယ်တိုင်ပေးကထားခဲ့သည့်အာဃာတကိုပယ်ဖျက်ပြစ်နိုင်ခြင်းဖြင့်မိမိကသဘောထားကြီးပါကြောင်းကိုလည်းခင်ဖြူအားခင်ဖြူပြသခြင်းနေသည် သို့တော့နှုတ်နေသလောက်တွန်းဆုပ်တွေဝင်နေတတ်သောခင်ဖြူဤမွေးရပါအာနေချက်သည်ခင်ဖြူဤစိတ်ရင်းသဘောမှန်ကိုဖုံးကွယ်ထားစေတော်သည်တို့နှင့်တနေ့တွင်တငယ်ချင်းနော်လိုတာမတဆင်မိခင်ဤစာတော်ကလေးတစ်ဆောင်ကိုခင်ဖြူရလေသည်တငယ်ချင်းခင်ဖြူမခေါ်ဘဲနေရတာကိုတို့နည်းနည်းမှမပြောဘူးတို့ကပဲဆခေါ်ပါလေခေါ်ကြရအောင်နော်မင်းရဲ့မိခင် ကိုကိုကိုလည်းခွင့်မလွတ်နိုင်တော့မိမိသည်ဘလောင်များကြီးကျယ်ရာကြခဲ့ပါသလဲမိခင်ကအနိုင်ရသူဖြစ်ပြီးအောက်ကျသူမဟုတ်ပါဘဲမိမိကမှတေးတိမ်သူအနိုင်ယူသူလှုပ်တဲ့လှုပ်ထား၍လှုပ်လဲလှုပ်ရှင်သောအလုပ်တစ်ခုကိုလှုပ်ရန်ဘာကြောင့်များဝန်လင်းနှောင့်နှေးခဲ့ရပါလဲဘာကြောင့်များဒီလောက်တောင်ညံပြင်းနေခဲ့ရပါလဲမိခင်ကိုကိုကဥရောဘာကြောင့်များမခေါ်နိုင်ခဲ့ရပါလဲမိခင်ဒီဝဲလာသည့်မျက်ရည်ကိုအသာထင်ရင်း ခင်ဖြူသည်ဝဲလာသည့်မျက်ရည်ကိုအသာထည်ရင်းမေခင်ဤစာတုပ်ကလေးအောက်မှာပင်ဆက်၍ပြန်ပေးလိုက်လေသည်တငယ်ချင်းမေခင်တို့ကလည်းခေါ်ရှင်နေပါတယ်မင်းဖတ်ဖို့စာအုပ်တွေယူယူလာခဲ့တာတော့တပတ်လောက်ရှိပါပြီတို့မပေးဖြစ်ခဲ့တာကို ခွင့်လွှတ်မယ်ဆိုရင်မင်းကစခေါ်တယ်ဆိုတဲ့ဇကားကိုမသုံးပါနဲ့ကွယ်မင်းရဲ့ခင်ဖြူခင်ဖြူဤစာကိုဖတ်ရင်ပြုံးလာတော့မေခင်မျက်နာမှာ မေခွန်းမေခင်းမျက်နာချုံချုံကလေးကိုခင်ဖြူတက်တဲ့အစင်သာဝရတတိယနေမိသည်ထိုအချိန်ကစ၍နောင်လောက်ကွင်ပိုင်းကိုဝင်ကြသည်အထိမေခင်သည်ခင်ဖြူဤငယ်ပေါင်းမိတ်ဆွေကောင်းတို့ဖြစ်လာခဲ့သည် ကိုသာခင်ဖြူအတွေ့အမြန်းဟုယူဆနှစ်သိမ့်ခဲ့ရပြီတော့မည်ဒီပြင်မှာတော့ခင်ဖြူသည် အမားများခဲ့သူပေအမားကိုပြင်ခွင့်မရခဲ့သူပေတကား ပြင်ဝင်မရခဲ့သောအမားမျိုးကို7နှစ်အရွယ်ခလေးတငယ်ဘဝကလေးကတရင်ကျိုးလွန်မိခဲ့ကြောင်းကိုခင်ဖြူအမှတ်ရလာခဲ့ပြန်သည်ငယ်စဉ်ကညံကောင်းတော်လဲလုံးလနေသောခင်ဖြူသည်ကျောင်းစာတွင်မှန်တမ်းလောက်သာလိုက်ခဲ့ရမှဖခင်ဖြစ်သူ၏စက်မှတ်ဂရုဆိုင်မှုကြောင့်အစဉ်တက်မှ၃ဝတွင်ဘိုးဆွဲနိုင်သောအခြေအနေသို့ရောက်ခဲ့လေသည်ခင်ဖြူနှင့်စာပြိုင်ဘက်နှစ်ယောက်ကခင်ခင်ကြီးနှင့်အေးအေးဝင်းတို့ဖြစ်ကြပေသည်အေးအေးဝင်းကိုမူနာမည်နဲ့လိုက်အောင်အေး အေးစေးသူဟုဝိဇိုပြုရန်မှတပါအခြားဆိုဝယ်ရမရှိပေခင်ခင်ကြီးကမူကားတွက်လက်ချက်ချသူကလေးဟု ဆိုရမည်အပြင်အသားဖြူဖြူနှာရန်ဆင်းဆင်းစပယ်ဖူးသွားတတက်ကလေးတွေနဲ့စပင်လိုင်းတုံကလေးတွေနဲ့ကာပြားမကလေးတို့ချောမောသူလဲဟု ဆိုရပေမည်ဒီလို ခင်ဖြူတို့ထက်ရုံရောအပြောပါတာသူမှုခင်ခင်ကြီးဒီဆရာမကြီးအရှိတော်ကလေးဖြစ်ခဲ့ဒီမှာတော့မဆန်း ို့တော့ထိုစဉ်ကမူဆီယာမကိုမျက်နှာလိုက်သည် လို့သာခင်ဗျူထင်ခဲ့ဘူးပေသည်ကြက်ထားကြတာချင်းအတူတူဣတိမလွယ်ဖြေနှံကြတာချင်းအတူတူလည်းရေပိုလာသည်ဟူ၍ခခင်ကြီးကခင်ဗျူတို့ထက်အမှတ်ပိုရလေရှိသည်ကိုမကျေနပ်ခဲ့ တွားပေါ်စားကြတာချင်းအတူတူတကိုရီတန်ချင်းရေးတွင် ခင်ဖြူတို့အနှုတ်လက္ခဏာရခဲ့ပေမဲ့ခင်ခင်ကြီးကမူတွားယောဂါရှိနေ၍ဟူသောအကြောင်းပြချက်ဖြင့်အပေါင်းလက္ခဏာရခဲ့သည်ကိုမကျေနပ်နိုင်ခဲ့သို့သောခင်မျိုးကအမြဲတမ်းအမှတ်ပြည့်ကြီးရတတ်လျာကြက်စာတွင်အမှန်များတတ်သော ခင်ခင်ကြီးနှင့်သူတပြန်ကိုတပြန်ဖြစ်ခဲ့ပေသည်အရေးကြီးသော၆လပတ်စာမေးပွဲတွင်ခင်ခင်ကြီးကခင်ဖြူထက်၅မှတ်မြားဖြင့်ကတ်ခါပထမရလေသည် ခင်ဖြူကဒုတိယ ထုံးစံအတိုင်းအေးအေးဝင်းကတက်တည်ရဆရာမတရားဝင်မကျင်ညာသေးခင်ကပင် ခင်ဗျူတို့ကကို့ဘာသာအမှတ်ပေါင်း၍တိုက်ကြည့်ထားခဲ့ပြီးပြီဆရာမကကပ်ပြားများဝင်းကားသောအခါတွင်လည်းဒီအတိုင်းပင်သို့တော်ခင်ဗျူ၏အမှတ်ပေါင်းတွင် အမှတ်20တိတိရော့နေသေးသည်ခင်ဗျူဒီမိမိ၏အရေးချင်းမှတ်တမ်းကပ်ပြားကိုကင်ကအထက်အထက်အပြန်ပြန်ပြန်၍ပေါင်းကြည့်လေသည် ခင်ဗျူမမ ။သို့တော်ခင်ဖြူဒီဆရာမကိုချက်ချင်းတွားပြောရမှာတွန့်ဆုတ်တွေ့ဝင်မိတည်။လရေလာမကြိုက်တော်တန်ချင်းတရမကြိုက်တော်ဆရာမသည်ခင်ဖြူဤကပြားတွင် ဖြက်၍ပြန်ပြင်ရမည်ကိုညူဆူရပေတော့မည်ဟုမိမိဘာသာတွေ့ကာကြောက်ရွံ့နေလေသည်။ခင်ဖြူကငယ်စဉ်ကပင်တွန့်ဆုတ်တွေ့ဝေသူ။နှုံအညံပြင်းသူပင် ဖြစ်ပါသည်။သူနှင့်ပင်အိမ်မှာမိဘလက်မှတ်ထိုးပြီးကတ်ကိုအကြောင်းသို့ပြန်ယူခဲ့ပေသည်။ ခင်ဖြူဒီမိဘများကိုလည်းပြန်မပြောရဲအခါတိုင်းဆိုလည်းရင်ကတ်ကိုတေချာသွားကြီးချို့စစ်စေးတတ်သောဖခင်ကလည်းဒီချိန်တွင်မူသူအလုံးချုပ်နေတော့မို့လားဒုတိယသာရ၍တမေးဖြစ်သူကိုမကြင်မနက်လှ၍လာမသည်တာမန်မြတာကြည့်ကလက်မှတ်ထိုးပေးလိုက်သည်ကြောင်းပြန်ရောက်တော့ခင်ဖြူဒီငါပေါင်းတာများမှားနေမလားကိုကိုကိုယုံကြည်မှုနဲပြန်က ခင်မင်းသောတငယ်ချင်းရှို့ကိုပြန်ပောင်းခိုင်းလေသည်ခင်ဖြူမမားပဲ တငယ်ချင်းတွေကပင်ဆရာမကိုတွားပြောဖို့တိုက်တွန်းကြလေလေနောက်ဆုံးတွင်ဘာပဲဖြစ်ဖြစ်ဟုရဲစည်းတင်က ခင်ဖြူတွားပြောတော့ဆရာမ၏တင်းမာသော မျက်နှာသားကိုယဉ်ဆိုင်ရလေသည်စောစောကဘာလို့မပြောတလဲမနေ့ကသာပြောရင်အချိန်မီမှာအခုတော့အမှတ်စရင်းတွေရုံးကန်းကိုပို့ပေးပြီဆရာမကိုအလုံးချုပ်အောင်လလွယ်နှင်းပြီးရမီကိုခတ်အောင်တွားလုံးမိသည့်အတွေ့ခင်ဖြူခေါင်းကုတ်နေရလေသည်ထို့အခါဆရာမ၏တင်းမာသော မျက်နှာသားကိုမျက်နှာသားသည်ပြေလျော့သွားကား ပြင်လဲအကြောင်းမထူးတော့ပါဘူးဝဲမင်းရဲ့အမှတ်ကခင်ခင်ကြီးကိုမှမမှီပဲဒီအတိုင်းပဲထားလိုက်ပါတော့ခင်ဖြူဇောရက်ကမတက်တော့ပြီဟုတ်ပေသားပဲငါမအချိန်မီသွားမပြောမိတာငါအပြစ်ပေါ်ဟုခင်ဖြူဖြည့်တွေးတွေးလိုက်လေသည်သို့တော်25မှတ်ပြက်ခါဒုတိယဖြည့်ခြင်းနဲ့ငါးမှတ်ဖြင့်ကတ်ခါဒုတိယဖြည့်ခြင်းတစ်ခုဤရှားနာခြင်းကိုမူခင်ဖြူကောင်းစွာနားလည်ခဲ့ပါသည် ထို့ထက်ပို၍နားလည်ခဲ့ရခြင်းကနှစ်ဆုံးတော့မှဖြစ်သည် ခင်ဗျူတို့အကြောင်းတွင်စတော်၍တတ်မှတ်ထားသောအမှတ်စင်မိသူတို့ကိုတဒန်းခုံကျော်တက်ပြီးသောစနစ်ရှိသည်ဖြစ်ရာနှစ်ဆုံးလည်ရင်တခြားတမ်းမှအမှတ်မိသူတွေနှင့်အတူခင်ခင်ကြီးတယောက်လည်းခင်ဗျူတို့ထက်အတန်းခုံတက်ကျော်၍သွားခဲ့လေသည် ခင်ဗျူအမကတတ်မှတ်ထားသည့်ထက်အနှဲငယ်ရောနေနေသည်လို့သာဆရာမကပြောလေသည်ခင်ဗျူသည်မိမိ၏ဉာဏ်ပြင်းမှုကြောင့်တရားမဝင်ဖြစ်ရသောရှောက်လဘကအမှတ်20ကိုတရိပ်ရနေမိသည် နောက်နေ့20ကြာသောတနေ့တွင်အမှတ်20ပြဿနာကြုံခဲ့ဘူးသောမိမိ၏ဆရာမဟောင်းနှင့်ခင်ဖြူပြန်ဆောင်ရလေသည်ထိုအချိန်တွင်ခင်ဖြူလည်းဆရာမတယောက်ဖြစ်၍နေခဲ့လေပြီသို့သောခင်ဖြူ၏မွေးရပါတွန့်ဆုတ်တွေ့ဝေးသောစိတ်သည်အကင်းမတည်တတ်သည်ဆရာမကိုခေါငင်နှုတ်ဆက်ရန်ခင်ဖြူဝင်လေနေသည်အခုအသက်အရွယ်မှာတော့မိမိ၏ဆရာဆရာမများကိုလမ်းတွင် တွေ့လို့မှနှုတ်မဆက်ဝင်တော့အောင်ခင်ဖြူတက်တည်မကြောင်တော့ သို့သောအမှတ်20ပြဿနာသည်ခင်ဖြူ၏အငုံစိတ်ကို ပြန်လည်၍နှိုးဆွလေလေသည်ယခုတိုင်ဆရာမကို အာဃာတထားတော့ပဲမို့လားဟောမဟောဟုစိတ်ရှင်းရှင်းနှင့်ခင်ဖြူဝန်ခံနိုင်ပါသည်မိမိကိုယ်တိုင်ဆရာမတယောက်ဖြစ်လာသောအခါယင်းသို့သောအမားမျိုးကိုနားလည်နိုင်ခဲ့ပါသည်ပြီးပြီမိမိကိုယ်တိုင်မှာလည်းအချိန်မီမပြောမိခဲ့သောအပြစ်ရှိသည်မဟုတ်ပါလော့ ဆရာမတွင်ဘယ်အချိန်မှပြောပြောပြန်ပြပေးရန်တာဝန်ရှိသည်ထောက်ရင်းတောင်းဝန်ကိုပြက်ကွက်ခဲ့သည်ဖြင့်ဆရာမကိုစိတ်ကွက်သည်ထက်မိမိတွင်ခင်ခင်ကြီးကဲ့သို့ဆရာမများကရှစ်ခင်ဂယုဆိုင်လောက်သောအတိအလိမ်မာမျိုးငယ်စဉ်ကပင်မရှိခဲ့၍သာဖြစ်ပေမည်ဟုခင်ပြူစူးစမ်းတွေးယူပါသည်ထိုစဉ်ကအရှုံးဟုတတ်မှတ်ယူဆခဲ့သောဖြစ်ရမှာယနေ့ဆရာမဖြစ်လာသောခင်ပြူအတွက်အရှုံးမမီပါ ဆယ်နှစ်အရွယ်ခလေးငယ်ဘဝကဖြူစင်သောနှလုံးသားဝယ်ဒဏ်ရာရခဲ့မှုတီကိုအကြောင်းပြုကမိမိဤတပည့်များနှင့်ပတ်သက်လာလေ၏အသေးအဖွဲကအစဂယုပြုဆင်ရှင်တက်လာသောအလေသည်ပင်ခင်ပြုကိုဆရာကောင်းတယောက်ဘဝသို့ပို့ဆောင်ပေးခဲ့သည်မဟုတ်ပါလားတွန်းနေတော်ခင်ပြုသည် အဖွားကြီးကိုနှုတ်ဆက်ရန်စိတ်မကူးသည်မှန်သည်ခင်ပြုဆရာမသည် အဖွားကြီးဖြစ်နေပေပြီအသက်90ကျော်တော်မီသပင်တွင်ပင်အတော်ဖြူနေလေပြီ မျက်မှန်ထူထူတလက်ကိုလည်းတတ်ထားကြရလိမ့်မည်။သို့တော်အဖွားကြီးသည်မှတ်ဉဏ်အကောင်းစေခင်ပြုတ်ကိုမှတ်မိပုံပြသည်။ပထမတစ်ချီဆရာတစ်ဘက်နှစ်ဦးမျက်လုံးချင်းအဆုံတွင်ခင်ပြုတ်မျက်နှာလွှဲလိုက်တော့သူမျက်နှာမကြည်လင်။ခင်ပြုတ်ကိုယ်တိုင်မျက်နှာလွှဲရသည်ကိုစိတ်ထဲတွင်နည်းနည်းမှမကောင်း။ဒုက္ခများကိုအထီးအထီးကျန်အပြိုကြီးဘဝမှုဘဝပေတိရှားပါသူဖြစ်ရာခင်ပြုတ်တို့လိုတပည့်ဟောင်းတွေဤအရေးတည်ယူခေါငင်နှုတ်ဆက်ခြင်းတည်ပင်လျင် ရင်ဆရာမအိုကြီးအတွက်အဖိုးမပြတ်နိုင်သောဘဝပီတိကလေးတစ်ခုဖြစ်နေလေရော့မည်ခင်ဖြူစာနာမိပါသည်ပေခင်ဖြူအပေါ်တွင်ဆရာမကျေးဇူးတွေအများကြီးရှိသည်စီကံချီအောင်တုံသင်ခဲ့သည့်ဆရာမခင်ဖြူဤပဲပင်ပေါက်လက်ရည်ကိုကြက်မှတ်ပြုပြင်ပေးခဲ့သည့်ဆရာမခင်ဖြူဤတင်ရှားစွမ်းရည်ကိုထက်မြက်စေခဲ့သည့်ဆရာမအကြိမ်ကြိမ်အမားများခဲ့သူခင်ဖြူသည်အမားပြင်မှုရုတ်တရက်အာတင်းလိုက်လေသည် ဆီယမ်မအိုကြီးဒီမျက်နာပြန်လွှဲကခင်ဖြူကို ဖြတ်ကျော်သွားသွားကနေနေပြီသူရင်ထဲတွင်ဘာများတွေ့ဝင်နေမလဲခင်ဖြူဤအနည်း20လောက်ကအမှတ်20ကိစ္စကို အဖွားကြီးတတိယကျင်းမှရပါတော့မြည်ခင်ဖြူဒီစုငယ်တခါကအကြံပေးခဲ့ဘူးဒီအတိုင်းမိမိဤတွန်းဆုပ်တွေ့ဝဲသော စိတ်ကိုဇို့အနံယူကမိမိဤဆီယာမဟောင်းကို အလောတကြီးအော်ခေါ်လိုက်လေသည်တိရှေ အဖွားကြီးသည်ခင်ဖြူကိုဖျက်ခနဲလှဲ့ကြည့်လိုက်သည်ပြီးလျင်အပတရားပြုံးလေသည် ကျမခင်ဖြူပါဆရာမတပည့်ခင်ဖြူလေမိမိကိုယ်ကိုပြန်လဲမိတ်ဆက်တော့ခင်ဖြူအတန်မှာအထစ်ထစ်အငုံငုံမရှိတော့ပြီအဖွားကြီးသည်ခင်ဖြူဤပခုံးကိုဖတ်ခါဝမ်းသာအားရအတန်ကြာစကားဆိုလေသည်ခင်ခင်ကြီးကိုတီရှယ်မှတ်မိအောင်ပါဗောသူလဲဘွဲရပြီးပြီကုံသွေးရင်းမှာဝင်လုံနေတယ် တချိန်ကမိမိကိုကြော်သွားခဲ့ဘူးတော့ဆီယမားကြီးအရှက်တော်ခင်ခင်ကြီးအကြောင်းကိုပင်ခင်ဖြူပြောမိသေးသည်ဟိုစဉ်ကတော့မစီမဆိုင်ခင်ခင်ကြီးအပေါ်ပင် ခင်ဖြူဝန်တိုစိတ်ဝင်ခဲ့ဘူးလေသည်တိုးတော်ဆယ်တန်းမှာခင်ခင်ကြီးကကြကြံခဲ့ကခင်ဖြူနဲ့အတန်းပြန်သူသွားကြတဲ့ကအာဃာဓတွေမရှိတော့ပေပြီးလိုက်ရင်တက္ကသိုလ်တို့အတူတူရောက်ကြတော့လေရုပ်ဆိုးသူမှုရှေးကိစ္စတန်တရာတွေမှာလက်ပတ်စရာမရှိတော့ခင်ဖြူကမိမလာလေးလို့ ုံတက်မြဲဓမ္မတာအတိုင်းကြေကွဲဖွယ်နှလုံးသားပြဿနာတစ်ခုကြောင့်စိတ်လေလွင့်ခဲ့ရသောခင်ခင်ကြီးကိုဖြတ်ကြံခဲ့ကလေးငါးနှစ်ခန့်ဆော၍ဘွဲ့အရင်ရခဲ့တော့ဟိုစင်ကလိုခင်ခင်ကြီးကို ပြိုင်ပဲဟု ခင်ဖြူသဘောထား၍မရတော့ပေ။ကံလောကဒဏ်ကိုလည်းခင်ဖြူနားလည်စာပြုခဲ့ပါပြီ။အေးဝင်းကတော့မနစ်ကပဲဆရာဝန်ဖြစ်သွားပြီတိချေ။ကြည်လေ ထိုချင်းကမိမိတို့နှစ်ယောက်ကိုဘလို့မှမကြောနိုင်ခဲ့တော့အေးအေးဝင်းသည်ခင်ဗျူတို့ထက်ပိုလဲခန့်ပိုလဲနှစ်ရှည်သောဘွဲကိုပင် ရနိုင်ခဲ့ပြီဇွဲနှင့်ဝရိယအရာတွင်မိမိတို့ထက်အေးအေးဝင်းကတာသည်မဟုတ်ပါလောခင်ဖြူခင်ဖြူဆီယာမအိုကြီးဒီခေါင်းကလေးညှိမ့်ကညှိမ့်ကဝမ်းသာကျဉ်တတ်နေလေသည်။အော်နှစ်ပေါင်း20အကြာတွင်ဒီလိုဝေဒနာမျိုးကိုခင်ဖြူကိုယ်တိုင် ခံစားနိုင်ခွင့်မှရပါအောင်မီလား။ ခင်ဖြူလေအမှတ်သုံးကျောင်းမှာဆရာမလုံနေပြီတေချဲအလဲတန်းပြပေါ့တေချဲတူလေးကျောင်းအပ်ချင်းပြောနော်မိမိနေဖြင့်ဆရာမဟောင်းကိုအတက်နိုင်ဆုံးပေးနိုင်သည်ထင်တော့လောကဝတ်စကားကိုလည်းခင်ဖြူဆိုတတ်လေပြီဒါပေမဲ့ကျောင်းမှာခင်ဖြူလွင်ရင်တို့မေးမှာတိတ်လိုက်မယ်တေချဲဘာရမဟုတ်ပါဘူးတက္ကသိုလ်တုန်းကတငယ်ချင်းနေစုပြီးနာမည်ပြောင်းတုန်းကစိတ်ယူပောက်ပြီးလွင်တိုးလိုက်မိတာအခုမိတ်ဆွေဟောင်းနေနဲ့ပြန်တွေ့ရင် အဲ့ဒီနာမည်ပြဿနာကိုရှင်းပြနဲ့ရှင်းပြနေရတာကိုကအလောက်တခုဖြစ်နေပြီတီရှယ်ရဲ့ခင်ဖြူသည်မိမိဤပြောင်းလဲခြင်းတရားကိုပင်ဟာတာနှော၍ပြော့တတ်နေပြီအဖွားကြီးသည်လည်းခင်ဖြူကိုသူ့ရဲ့လက်စာတွေပေးကာအလဲလာရန်တဖွားဖွားပြောရင်းနှုတ်ဆက်ထွက်ခွာသွားလေသည်ခင်ဖြူကိုယ်တိုင် ပီတိမျက်ရည်တွေဝဲကကြံ့ရင်ခဲ့ရသည်ဂျင်းနဲ့မိပါသည်မိမိဤညံပြင်းမှုတွေကြောင့်အမားများခဲ့သူခင်ဖြူအဖို့အမားပြင်စရာတစ်ခွက်ရခဲ့ပြီ တခြားသူတွေအတွက်ထူးခြားလေးနက်သောခက်ခဲပင်ပန်းသောအဖြစ်မျိုးဟုတ်ရှင်မှဟုတ်ပင်မည်သို့သောခင်ဖြူအတွက်အယိုးဆွဲနေသည့်အလေးကိုပြန်ပြင်ရသည်မှာထိုက်တင်သလောက်ပင်ပန်းသည်ပင်ကိုကိုသူတော်ဘာနားလဲအောင်သူတော်ဘာကိုကိုကနားလဲအောင်ကြိုးပမ်းရသည်ထက်မိမိကိုကိုမိမိပါသာနားလဲလက်ခံနိုင်အောင်ကြိုးပမ်းရသည်ကပို၍ခက်ခဲပင်ပန်းလိမ့်မည်ဟုခင်ဖြူထင်ပါသည် ို့တော်အမားပြင်ရင်အလှတွေ့ကဘဝပီတိကလေးတစ်ခွက်ကိုရရှိလိုက်ပြီဆိုပါလေခင်ဖြူလာဝမ်းသာနိုင်သူရှိမည်မထင်ထို့အခါခေါ်တဲ့လျက်မခေါ်ဖြစ်ခဲ့သောအပောင်းအသင်းအပါနှင့်ကျောင်းနေဘက်ဆိုးခိုင်တို့ကို နောက်တနေ့ပြန်တွေ့လျင်သူတို့ဘဝတွေမိမိထက်မြင်မားနေစေကမူခင်ဖြူကပင်ဥအောင်စား၍ခေါ်ရပါဦးမည်မိမိထက်နေပါနေသည် ဆိုလျင်ကပို၍ပင်ဥအောင်ခင်ဖြူကခေါ်ရပေဦးမည် ခင်ဖြူကအမားပြင်ကျင်သူအလှချသူဘဝပီတီကလေးတွေကိုမမောတတ်သူမဟုတ်ပါလားရှုမော်ပါဇူလိုင်လ1980ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာအချိန်မီမီဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့ကတဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုစိတ်နှပါခြွင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ